2025အော်တိုဘာ၄ရက်နေ့မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အကောင်ဆောင်တစ်ဦးဖြစ်တဲ့အော်လာအန်ဆန်ကပြန်ပစ်ဖြစ်တဲ့ Sweden Fighter Counter-Strike ကိုရှင်ပြိုင်ထုတ်တပြီးအနိုင်ရခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲစဉ်ကမြန်မာနိုင်ငံသားတွေအတွက်ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရတဲ့ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီပွဲဟာအော်လာအန်ဆန်ရဲ့နောက်ဆုံးပွဲဖြစ်ပြီးအော်လာအန်ဆန်ကိုကျွန်းဝိုင်းထဲမှာထပ်ပြီးတွေ့ရဖို့မဖြစ်နိုင်တော့လို့ပါ။အော်လာအန်ဆန်ကိုမေလ22ရက်နေ့1985ခုနှစ်အချင်းပြည်နယ်မြကြီးနားမှာဝေဖွားခဲ့ပြီး ဝေးချင်းမော်ဒမ၅ခုရှိခဲ့ပါတယ်။ပလောင်ငယ်စဉ်ကလေးဘဝမှာတော့မြန်မာနိုင်ငံမှာပဲကြောင်းတက်ပညာသင်ကြားခဲ့ပြီး2003ခုနှစ်သူ့တက်ဆက်ရှင်နဲ့မှာတော့အမေရိကန်ကိုပညာသင်ဖို့အတွက်ကြောင်းရွှေ့ခဲ့ပါတယ်။2005ခုနှစ်မှာကလေးကအောင်လအဆန်းကရှင်ပြိုင်ထွက်သက်မှုတွေကိုစတင်ခဲ့ပြီးဘရာဇီလီယန်ဂျီဂျီဆိုနဲ့အခြားတက်ကွက်တွေကိုလေ့လာရင်းတဖြည်းဖြည်းအတွေ့အကြုံရလာခဲ့ပါတယ်။နောက်ပိုင်းမှာအောင်လအဆန်းက1 championship နဲ့ဆက်ရောက်ချိုးဆိုပြီးမြန်မာနိုင်ငံကိုစားပြုက MMA fighter တဦးဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့်2019ဇွန်လ30ရက်နေ့ရန်ကုန်မှာပြန်ပွဲဖြစ်တဲ့ Vitaly British ကိုအနိုင်ရခဲ့ပြီး1 Medal Weight World Champion ဖြစ်လာခဲ့ပါတယ်။ဒီပွဲကအော်လအဆန်အတွက်ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီးမြန်မာနိုင်ငံကပြည်သူတွေအားလုံးလည်းဝမ်းမြောက်ပီတိဖြစ်ခဲ့ရတဲ့အခိုက်အတန့်ဖြစ်ပါတယ်။အော်လအဆန်ကကချင်လူမျိုးဖြစ်ပြီးကချင်လူမျိုးတွေအတွက်လည်းဂုဏ်ယူဆရာမတန်းတစ်ခုဖြစ်တာကြောင့်2018မှာအော်လအဆန်အတွက်ကချင်ပြည်သူတွေကဂုဏ်ပြုမတန်းရုပ်တုတော်တိစောက်ပေးခဲ့ကြပါတယ်။အော်လအဆန်က ့1ချက်မီရရှိကစားသမားဘဝမှာ20ကစားခဲ့ပြီး15ဘွဲအထိအနိုင်ရခဲ့ပါတယ်။သူရဲ့ချုပ်ကွက်တွေကနာမည်ကြီးလို့မြန်မာစပောင်းအောင်လို့တော့မှတင်စားခံခဲ့ရပါတယ်။ဒါအပြင်တံမွေးမစတင်ခင်နဲ့တံမွေးပြီးဆုံးချိန်တိုင်းမြန်မာနိုင်ငံအလံကိုဂုံယူစွာခြုံလွှမ်းပြီးမြန်မာနိုင်ငံကိုလူသိစေခဲ့တဲ့သူလည်းဖြစ်ပါတယ်။အချင်းတိုင်းသားဖိုင်တာဖြစ်တဲ့အောင်လားဟာမြန်မာပြည်သူတွေရဲ့အားပေးမှုကိုတခဲနဲ့ညှရှိခဲ့တဲ့သူဖြစ်ပြီးအမမေတိုင်မောင်းဆောင်အကားသားကိုမြန်မာပြည်မှာလူချိုက်များအောင်ပြုလုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလောင်းဆန်းကမြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်ဖြစ်တဲ့လေးလူရဲ့အမဲလိုက်ကတချင်းနဲ့မမ်ရှိလေးရှိပြီးပြမွဲတွေကိုစတင်နေရှိပါတယ်။ဒီလိုမျိုးမြန်မာကောင်ဆောင်ပြည်သူအချစ်တော်ဖြစ်တဲ့အချင်းတိုင်းသား MMA fighter ဖြစ်တဲ့အလောင်းဆန်းကအော်တိုဘာလ၄ရက်နေ့မှာသူ့ရဲ့နောက်ဆုံးပွဲကိုပြန်ဘက်ဆွီဒင် fighter ဖြစ်တဲ့ကာတစတန်နဲ့ MMA ကျိုးဝိုင်းနဲ့မှာရှင်ပြန်ထိုးတက်ခဲ့ပါတယ်။ဒီပွဲကိုအဆိုတော်လေးပြည်ကိုယ်တိုင်အမဲလိုက်ကတချင်းနဲ့ဖျော်ဖြေတင်ဆက်ခဲ့ပြီး MMA fighter တယောက်ရဲ့နောက်ဆုံးပွဲကိုအနိုင်နဲ့အဆုံးသတ်ခဲ့ပါတယ်။ ဒါပြင်ဝမ်ချက်မြေရှိကစုဝေဒေါ်လာ9000ဝန်နဲ့ဘောနပ်အဖြစ်ပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နောက်ဆုံးပွဲကိုမြန်မာပြည်မှာပြည်သက်တွေနဲ့အတူနှုတ်ဆက်ချင်ခဲ့ပေမဲ့တိုင်းပြည်အခြေအနေများကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲနှုတ်ဆက်ခဲ့ရပါတယ်။ဒါပဲဖြစ်ဖြစ်အော်လာအဆာဟာမြန်မာကောဆောင် MMA fighter တူဦးဖြစ်ပြီးသူအားယူသွားခဲ့ရင်တော့မြန်မာပြည်သူတွေရဲ့ရင်ထဲမှာကုန်ယူစရာမတန်တစ်ခုဖြစ်ချမ်းညစ်နေမှာအသေးချာပဲဖြစ်ပါတယ်။